ကိုဖုန်းကကိုရောက်လာတဲ့ဂျိုယိုလေးစာတစ်စောင်နဲ့နီကဘာတလျောမှာဘီလီယံချီဘီလေးဗန်နီရဲ့အီယာမရာဇဝတ်လုံငန်းကြီးတစ်ခုအထိဘလိုများချိဆက်သွားနိုင်လဲဆိုတာစဉ်းစားဖူးကြလားကဲဒီနေ့တော့ဒီเจ้าရည်တွေကိုချီခံပြီးဒီလူဝက်ကမ္ဘာကြီးတွေကိုအတူတူခွဲခြမ်းစစ်ဖြာကြည့်ကြရအောင်ဒီလင်လေမှုတွေကိုပစ်ပူချရင်းလို့ခေါ်ရင်ညီမလို့ဆိုရင်တော့ဝက်မွေးပြီးအသားလီးခြင်းပေါ့နမဲချားရတာကြမ်းနေဟမ်အလုံးလုံးပုံပေါ်နေအဲ့ဒီအတိုင်းပဲတားကောင်ကိုရှင်းယူပြီးယုံကြည်မှုတိစောက်တဲ့အစီတင်တဲ့ ်ပြီးမှမွေကြီးအရာအပြောင်းရှင်းအသားလေးလိုက်တာအမေနာကလူတယောက်ညလုံးလုံးကြီးကိစ္စမဟုတ်ဘူးနော်ဒါဟာယုတ်ယုတ်ရာစုကွိုင်းကြီးကနေစမိုးလုံးကန်းကြီးတစ်ခုလုံးစနီတကြလေပန်းနေတဲ့အရာတစ်ခုပါဆိုတော့ဒီနေ့မှပါရီပြောကြမလဲဆိုရင်ဒီလိန်လေမှုတွေဘလို့အလုံးလုံးလဲဒီခွေရဲ့ကြီးနောက်ွယ်မှာဘသူတွေရှိလဲဒီအတွက်လူတွေဘလို့ပိတ်ဆက်နေရလဲနောက်ဆုံးနိုင်ငံတကာကတော့ဘလို့တုံ့ပြန်နေလဲဆိုတာတွေကိုတစ်ခုချင်းစီကြည့်တော်ကြပါမယ်ဟုတ်ပြီပထမဆုံးအနေနဲ့ ဒီအားသောမှုရဲ့အထူးကအတန်းနှလုံးရှိတဲ့ဝက်ကိုအဆီဒင်ကျင်းဆိုတာဘာလဲဆိုတာကိုအရင်ဆုံးလေ့လာကြည့်အောင်ဒီလေးလေးမှုရဲ့အသေးစိတ်ကိုနားလည်တော့မှာပဲနောက်ကွဲကကွန်ရကြီးဘလောက်တောင်ကြီးမှပြီးကြောက်စရာကောင်းလဲဆိုတာပုံပြီးပုံပေါ်လာမှာပါအဲ့ဒီတော့ကြီးလူကြီးမှလာတဲ့လင်းလေးမှုရဲ့နောက်ကွဲကမတ်စတာမိုင်းကပထူတွေဖြစ်မလဲအခုဒီရာဇဝတ်မှုတော်ကြီးတွေကိုစစ်ကူပုံပေါ်ခဲ့တဲ့ပိတ်သူကားရဲ့အကြောင်းပြောကြရအောင်ဆလန်ကိုလိုအေဒီကစကောက်တူဖြစ်တဲ့ရှိစီချဲနဲ့ သူ့ရဲ့ကြီးကျယ်ခန်းနာနဲ့စီမံကိန်းနဲ့ဆက်လက်ကြတာပေါ့ဒီပုဂ္ဂိုလ်ကတော့ရှီကျင့်ချမ်းပါအပေါ်ရန်ကြည့်တော့ဆွဲဆောင်မှုရှိတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ပေါ့ဒါဒီမဲ့သူ့နောက်ကျောင်းကိုလည်းကြည့်လိုက်ရင်ဖိလစ်ပိုင်နဲ့ကမ္ဘောဒီးယားမှာတရုတ်ပြည်မှာကြီးအားလူတွေကိုဖိမှတ်ထားတဲ့ online လုံစားလုပ်ငန်းနေနဲ့နမဆိုးထွက်ခဲ့တူပါအဲ့ဒီလောက်ရတဲ့ကြောင့်ပဲသူဟာပေကျင်းအစိုးရရဲ့အဓိကဖိမှတ်ဖြစ်လာခဲ့တာပေါ့ဒီနေရာမှာတကယ်စိတ်ဝင်စားခုကောင်းတာကသူ့ရဲ့လှူရှာမှုပုံစံပဲ ။北京အစိုးရကဖိအားပေးလာတာနဲ့သူဟာအရှိတော်အရှိတခွင်မနီယာနေရွှေ့ပြောင်းလို့လာပဲ။တကက်ကိုကြောင်းနဲ့ကြွက်ကစားဝဲလို့ပဲ။တနေရာမှာဖိအားမရလာနေဒီလုံငန်းကြီးကအစိုးရလက်လာမမီတခြားနေရာကိုရွှေ့ပြီးအင်္ဂါထက်တောင်ပို့ပြီးအခရံမှာအမိတွေ့တော်တာကိုတွေ့ရတယ်။အဲ့လိုနဲ့သူဘယ်ကူရောက်တော့လဲဆိုတော့မြန်မာနိုင်ငံကရင်ပြည်နယ်တဲကအစိုးရအနာတရမှုနဲမတဲ့နေရာတခုခုပေါ့အဲ့ဒီမှာရှိချီချန်ကလူတိချင်းကြပါချင်းရခဲ့လဲဆိုတော့ မိပညာအတိတ်တင်နဲ့ပြည်စုံရဲ့နာခစီဝါရေးမျိုးတော်တတိယခုတည်ဆောက်မယ်ဆိုပြီးတော့ပဲဒီပြောင်းလဲမှုကိုသာတိကျကြည့်လိုက်ပါ၂၀၁၉မှာတကယ့်ကိုတိတ်ဆိတ်တဲ့ဂျီလက်တီတာလီတို့ကနေဒီနေ့မှာကွန်ဒိုရေဖြော်ပြီးစင်တာနေကာစီနိုတွေနဲ့ပြည်နေတဲ့မျိုးကြီးတစ်မျိုးအဖြစ်အချင်းတိုလီအပြင်မှာအန်အောင်ဆရာကောင်းလောက်အောင်ပြောင်းလဲသွားခင်းလေဒီလိုကြီးမားတဲ့တည်ဆောက်မှုတွေအတိုင်းရတာကတကယ့်ကိုမယုံနိုင်စရာလဲဒါပေမဲ့အရေးကြီးတာတစ်ခုကရှီချီတန်တီအောင်တဲ့လောက်ရှာနေတာမဟုတ်ဘူးလုံးဝမဟုတ်ဘူးသူဟာ ဒေသတွင်းမှာအပြန်အလှန်ချစ်ဆက်နေတဲ့အေယာမရာဒဝစ်ဂွန်ပေါင်းဆောင်ကွန်ရဲ့ကြီးရဲ့အစိတ်ပိုင်းလေးတစ်ခုပဲရှိသေးတယ်။ကဲအဲ့ဒီတော့ဒီကွန်ရဲ့ကြီးအကြောင်းကိုပို့ပြီးချက်ချင်းပြန်ပြန်ကြည့်လိုက်ကြရအောင်။ဒီခွန်ရဲ့ထဲမှာတခြားဘသူတွေပါတယ်လဲ။နမဲဆုံးနဲ့ကြော်ကြတဲ့ 14K Triad Bank ကိုဆောင်ဟောင်းဂျိုးဒွားဝန်ကောက်ကိုကိုင်ကိုကန်ဒေတာကအာနာပြင်းနဲ့ချုပ်နယ်ဖွန်ရစွေမိသားစုတွေလောင်းအုံနိုင်ငံကကြောက်ဝေတို့လိုပုတ်ကူတွေသူတို့တူချင်းစီကဒီရစွေကီဟာစစ်တန်ကြီးထဲမှာ ကိုနေပဲနဲ့ကိုချီဆုနေကြတာပါပြီးတော့ဒါကတကယ်ကိုအရေးကြီးဆုံးအချက်ပဲဒီလုံငယ်နေ့အလုံးကလျှမ်းမှဖြစ်ပေါ်လာတာမဟုတ်ဘူးတရားစဖို့ကိုင်းလို့ရတည်နိုင်တာဟာသူတို့နောက်မှာဒေတာခံအနာရှိအဖွဲ့အစည်းတွေရဲ့အကာအကွယ်ပေးမှုတွေရှိနေလို့ပဲအဲ့လိုအကာအကွယ်တာမရှိရင်ဒီလောက်ကြီးမားတဲ့လုံငယ်နေ့ဘလုံးနည်းနဲ့မှရတည်နိုင်မှာမဟုတ်ပါဘူးဒီလိုခန္ဓာကြီးကြဲတဲ့ရာစဖို့မျိုးတော်ဒီကုန်ရဲ့ချီဒါရီအာနုံကိုပထူရီရဲ့အချွေးနဲ့တွဲနဲ့တိဆောက်ထားတာလဲ အခုဒီလီလီမွလွန်ကန်တွေရဲ့နောက်ွယ်ခလူသားတွေရဲ့တောက်မဖွယ်ကောင်းတဲ့ပိတ်ဆက်မှုတွေဘက်ကိုတချက်လောက်အာရုံစိုက်ကြည့်ကြရအောင်မာဒီဂိန်းငနန်ကိုတချက်ကြည့်ပါတကယ်ကိုမယုံနိုင်စရာပဲအနာပိုင်းတွေခမန်ချက်အရာဆိုရင်ဦးပေါင်းလေးဒင်းကျော်ဒီဒင်းကျော်နော်မြန်မာနိုင်ငံတခုရဲ့ကိုပဲလူကုန်ခုခံရပြီးဒီလင်းလယ်မှုစင်တာတွေမှာအတင်းတမအလုပ်လုပ်ခိုင်းခံနေရတယ်ဒါဟာမြမခင်လေအချီမဆောင်လူကုန်ခုမှုပေးတယ်များတွေတက်ကတခုဆိုတာတနေ့သက်စရာမရှိပါဘူး ဒီတားကောင်တွေကဘိန်းနိုင်ငံတွေကလာကြတာလေအများစုကတရုတ်နိုင်ငံက လာတာမှန်ပေမဲ့ဒီကုန်ရရလက်တွေကအများကြီးပိုရှိတယ်။တောင်ကားရှကရောအာဖရိကကရောဒီကမ္ဘာလုံးကတားကောင်တွေပါဝင်နေကကိုတွေ့ရတယ်။ဒါဟာတကယ့်ကိုကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်နေပါပြီ။ဒီထက်နာကြောက်စရာအကောင်းဆုံးအဖြစ်မှန်တစ်ခုကဘာလဲဆိုတော့လွတ်မြောက်လာသူတချို့ပြောပြချက်ရသူတို့ကို1060 fancy ထားတဲ့လင်းလယ်မှုစင်တာတွေကိုလုဆောင်နေတဲ့သူတွေက တို့ရဲ့နိုင်ငံသားအချင်းချင်းတွေဖြစ်နေတာပါပဲစဉ်းစားတာကြည့်ပါကိုလူမျိုးအချင်းချင်းရဲ့တစ္ဆာဖောက်မှုကိုခံရတာဟာရုပ်ပိုင်းဆိုင်ရာညင်ပိုင်းနှိစက်မှုထက်တောင်ပိုပြီးနားကျင်စေနိုင်ပါရဲ့ဒီလောက်ကြီးမားတဲ့နေဆက်ဖြစ်ကြောင်ရာဇဝတ်ကွင်းရကူရောဘလို့တုံ့ပြန်နေကြတယ်လေကဲအခုပေးချင်းဆိုရကဥဆောင်ပြီးလှုပ်ဆောင်နေတဲ့နိုင်ငံတကာရဲ့ဖြူခွင်းအလုံးငယ်နေအကြောင်းအသေးစိတ်ကြည့်လိုက်ကြရအောင် ပယုံနဲ့အင်ကြီးချက်နဲ့ငန်ဒီကဒီကိစ္စကိုရှုထောင့်ပေါင်းဆောင်ခွင့်နဲ့တိုက်ခတ်နေပါတယ်။တန်တမာရဲ့အရာဖျားပေးတာဒီနိုင်ငံရဲ့ခြားမှရဲယုံမီခွင့်တာဒီလုပ်တယ်။ရာဇဝတ်ကွိုင်းကောင်ဆောင်ချီကိုစုငွေထုတ်တယ်။ထိုင်းနိုင်ငံနဲ့ပေါင်းပြီးလိမ့်လည်မှုစက္ကန်တွေကိုရက်စင်မှုချက်တောက်တမ်းမျိုးအချီလုပ်။အရေးအကြီးဆုံးကတော့လူကုန်ကူးခံရတဲ့တားကောင်ထောင်ပေါင်းများစွာကိုအိမ်ပြန်နိုင်အောင်ကူညီနေတာပါပဲ။ဒါပဲမင်းအကြီးမားဆုံးမိကုံကတော့ဒါပါပဲဒီလိုနိုင်နေမူဒီကဒီလောက်တောင် အမျက်တွင်နေတဲ့ရာဇဝတ်လုပ်ငန်းကြီးချုပ်ခု တကယ်ပဲအပိတိုင်ရှင်းလင်းနိုင်မှာမလားဒါမှမဟုတ်ဒါဟာရှိုင်းလိုက်ရင်တနည်းအားကနေပြန်ပေါ်လာတတ်တဲ့ကြွတ်ကြောင်ကစားပွဲကြီးတစ်ခုပဲလားဒီအဆောလုံငန်းတွေကဘာလို့ဒီလောက်တောင်ကြန့်ခိုင်နေရလဲအကြောင်းရင်းတွေကတော့ရှင်းပါတယ်သူတို့တည်ဆောင်ထားတဲ့အဆောက်အုံတွေနိဗ္ဗာန်ရေကနေရာမှာရှိနေတော့ပဲသူတို့ကိုအကာအကွယ်ပေးနေတဲ့ဒေတာဟန်ခွေရက်တွေကလည်းဆက်ရှိနေတော့ပဲသူတို့ PR တွေနည်းနည်းရော့သွားတာနဲ့သူတို့လုပ်ငန်းတွေပြန်စားဖို့တမမမှုနေရာရွှေ့လိုက်ဖို့ကတိတ်မခတ်ဘူး ဒီလိုနေနေမှုတွေကပြဒနာရဲ့အရေးအမြတ်ကိုမရောက်ဖူးဖြစ်နေတယ်။နောက်ဆုံးအနေနဲ့ဒီမေခွန်လေးနဲ့နေကောင်းချုပ်လိုက်ပါစေ။နိုင်ငံတကာရဲ့အာရုံစိုက်မှုတွေမိန်ဖြော့သွားတဲ့အခါဒီလင်းလေမှုတွေကပုံစံတစ်မျိုးနဲ့အငြင်းငယ်ပုံပြီးအားကောင်းမောင်းတမ်းပြပေါ်လာအောင်မလား။ဒီရဆွေလူမနန်ရဲ့အနာဂတ်ဟာကမ္ဘာလုံးဆိုင်ရာအထွန်ပြမှုတွေဘလောက်ထိရရှိခိုင်မာမလဲဆိုရဲပေါ်မှာပဲမူတည်နေသည့်ဒါကျွန်တော်တို့အားလုံးဆက်လက်ဆောင်ကြရမယ့်ကိစ္စတစ်ခုဖြစ်ရှင်းရှင်းနေအောင်ပါပဲ။